အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုသူရာပြည့်မြှောက်ဝေဆွေးနွေးခြင်းရဲ့အကြောင်းအရာကတော့ကားအင်ဂျင်တစ်လုံးကိုဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဘုသူရာပြည့်မြှောက်ဝေဆွေးနွေးခြင်းတာဖြစ်ပါတယ်အင်ဂျင်တွေကတော့ဘယ်အင်ဂျင်ပဲဖြစ်ဖြစ်ပြုပြင်ထိန်းသိမ်းတဲ့ပုံစံတွေကတော့တူတူပဲပေါ့ဗျာနော်အဲ့ဒီမှာမှကျွန်တော်တို့ကားအင်ဂျင်ကိုဘယ်လိုပုံစံမျိုးပြုပြင်ထိန်းသိမ်းကြမလဲရေရှည်အသုံးပြုလို့ရအောင် ပြုပြင်ထိမ့်သိမ့်တဲ့နီလန်းလေးတွေကိုမိတ်ဆွေတို့ကိုပူတာပြင်းမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။ကျွန်တော်နေ့စဉ်ပေါ်တော့ဒါကြုံတွေ့နေရတဲ့ CLY နေစစ်တဲ့ CLY နေကိုဒါအရေးကြီးတဲ့အပိုင်းနေပေါ့ဗျာနော်။ကာရစီမှာဆိုလို့ရှိရင် EY နေစစ်တဲ့အဲနောက်ဒီကူလန်းနေစစ်တဲ့လေစစ်တွေအစစ်စစ်တယ်ပေါ့ဗျာနော်။ဒီလိုပုံစံမျိုးနဲ့စစ်ဆေးတဲ့ဟာတွေကဒါအရန်ကိုအရေးကြီးတဲ့ပုံမှန်စစ်ဆေးပြုပြင်မှုတွေဖြစ်ပါတယ်။တကယ်လို့ဆိုတော့ကျွန်တော်တို့က ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းမရှိဘူးဆိုလို့ရှိရင်အင်ဂျင်ကင်ရတဲ့အခါမှာပြုပြင်တဲ့ကုန်ကြားဈေးများစွာကုန်ကြားဈေးမှာဖြစ်ပါတယ်ဒါကြောင့်မေးပေါ့နော်ကျွန်တော်တို့နေနေကမဖြစ်မနေပေါ့နော်ဒါအင်ဂျင်တစ်ခုကိုထိန်းသိမ်းဖို့အတွက်လိုအပ်ပါတယ်အဲ့တော့အင်ဂျင်တစ်ခုကိုထိန်းသိမ်းတဲ့အခါမှာကျွန်တော်တို့ဒါအချက်လေးတွေနဲ့ရှင်းပြချင်ပါတယ်အဲ့တော့အင်ဂျင်မှာဆိုလို့ရှိရင်အရေးကြီးတဲ့အင်ဂျင်ဝိုင်းတွေရှိမယ်အင်ဂျင်ကူးလန့်တွေရှိမယ်အင်ဂျင်လေဇစ်တွေရှိမယ်အင်ဂျင်ဝိုင်းဖစ်တာတွေရှိမယ်တက်စီအင်ဂျင်မှာဆိုလို့ရှိရင် စပပလက်တွေရှိမယ်ပေါ့ဗျာเนาะဒါအပြင် engine ရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေဖြစ်တဲ့ timing chain တို့ timing belt တို့ပေါ့เนาะအစားကြီးတွေဖြင့်အဲ့ဒီအစိပ်ပိုင်းတွေလည်းရှိမယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့မဖြစ်မနေပြုပြင်ဒါထိမ့်သိမ်းဖို့လိုအပ်ပါတယ်လိုအပ်တယ်ဆိုလို့ရှိရင်ဒါတွေကိုလဲလှယ်ပြီးဖို့လိုအပ်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တစ်ချက်ချင်းစီကိုဆွေးနွေးကြည့်ကြရအောင်အဲ့တော့ engine အတွက်အရန်ကိုအရေးပါတဲ့အချက်ကတော့ engine wiring ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒါမဖြစ်မနေ အင်ဂျင်ဝိုင်ကဘယ်ကားအင်ဂျင်ဘယ်အင်ဂျင်ပဲဖြစ်ဖြစ်ပေါ့နော်အင်ဂျင်ဝိုင်ကတော့စစ်ဆေးပြဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်အင်ဂျင်ဝိုင်မကောင်းတဲ့အခါမှာအင်ဂျင်ဝိုင်ကနဲနေရလားအင်ဂျင်ဝိုင်မဲညစ်နေရလားအင်ဂျင်ဝိုင်အည်သွေးတွေနှိမ့်နေရလားအဲဒီအင်ဂျင်ဝိုင်ကတတ်မှတ်တဲ့ပမာဏထက်အရန်များနေရလားတတ်မှတ်တဲ့ပမာဏအောက်အရန်ကိုနဲနေတာလားပေါ့နော်များသောအားဖြင့်တော့တတ်မှတ်တဲ့ပမာဏအောက်နဲနေတာကိုကျွန်တော်ကြုံတွေ့ရပါတယ်အဲ့တော့အင်ဂျင်ဝိုင်ပြစ်ချက်ဖြစ်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်က အဲဒါပြောမယ်ဆိုလို့ရှိရင်ပျက်စီးဖို့အတွက်ဂျာဂိုင်းလုံးပို့ပြီးတော့များမှာဖြစ်ပါတယ်အဲကျွန်တော်တို့ engine မှာဆိုလို့ရှိရင် engine ဝိုင်းကအသက်သွေးကြောဖြစ်တယ်ဗောဗျာနော်ပုံမှန်ဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာစီးဆင်းနေတဲ့သွေးတွေကဒါခန္ဓာကိုယ်အတွက်အရင်ကိုအရေးကြီးတယ်သွေးမစီးတော့ဘူးဆိုလို့ရှိရင်ဒါကအာဒါအသက်ဆုံးရှုံးနေဆိုတာတော့ဗောဗျာနော်ဒီလိုပုံစံမျိုးဖြစ်တဲ့အတွက် engine မှာဆိုရင်လေ engine ဝိုင်းကအရေးကြီးတယ် engine ဝိုင်းသား စီစဉ်မှုမရှိတော့ဘူးအင်ဂျင်ဝိုင်းသာမကောင်းတော့ဆိုရင်အင်ဂျင်ပျက်စီးနိုင်ကြီးပို့ပြီးတော့များမဲ့အင်ဂျင်ပျက်စီးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပဲပေါ့နော်အင်ဂျင်တွက်ကအင်ဂျင်ဝိုင်းအရေးကြီးပါတယ်အဲ့တော့အင်ဂျင်မှာဆိုလို့ရှိရင်အင်ဂျင်ဝိုင်းရေးချွေမှုတွေကလည်း ပို့ပြီးတော့အရေးကြီးတယ်အင်ဂျင်ဝိုင်းတက်မှတ်ထားတဲ့ပမာဏဖြည့်တာကတော့ဒါမိတ်ဆွေတို့အားလုံးသိပြီးသားအာပေါ့နော်ဒီအချက်လက်တွေအားလုံးသိပြီးသားဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အင်ဂျင်ဝိုင်းကိုရွေးချယ်တဲ့အခါမှာဒီအင်ဂျင်နဲ့ကိုက်ညီတဲ့အင်ဂျင်ဝိုင်းက 0W20 လာဥပမာအင်ဂျင်ဝိုင်းရဲ့ grade ပေါ့နော် 0W20 လာဒါမှမဟုတ်ရင်930လာ1030လာအဲဒါမှမဟုတ်ရင်1540လာအစရှိသည့်ဖြစ်ပေါ့နော်1040လာပေါ့နော်ဒီအချက်တွေကလည်းပို့ပြီးတော့အရေးကြီးလာတာဖြစ်သလို့ အင်ဂျင်ဝိုင်းမှာဆိုလို့ရှိရင်လေအဒီပေါ့နော်စီဥမာနေနဲ့ sensitive လားစီမီလားဖူလီလားပေါ့နော်ဒါတွေကလည်းပို့ပြီးတော့အရေးကြီးပါတယ်အင်ဂျင်ရဲ့တက်တန်းကိုပို့ပြီးတော့ရှည်ကြခြင်းလေဆိုလို့ရှိရင်အင်ဂျင်ဝိုင်းကိုပုံမှန်စစ်ဆေးလဲလှယ်ပြီးဖို့လိုအပ်တယ်ဒါအပြင်အင်ဂျင်ဝိုင်းအရေသွေးကောင်းတာကိုလည်းထည့်ပြီးဖို့လိုအပ်ပါတယ်ဒါကတော့အရန်ကိုအရေးကြီးတဲ့အချက်ဖြစ်တယ်ဒီနေရာမှာတက်ဆက်သေးပေါ့နော်နံပါတ်1အချက်ကိုပေါင်းပြီးတော့ ညဝေးရမယ်ဆိုလို့ရှိရင် engine wire လဲရင်းနဲ့ကျွန်တော်တို့က engine wire fitter ကိုလည်းပုံမှန်စစ်ဆေးလဲနေပြီလို့လိုအပ်ပါတယ် engine wire fitter ကဒီ engine wire လဲတိုင်းကျွန်တော်တို့ကတော့ဒါပုံမှန်လဲလဲပြီးတယ်ဗောနော်ဒါပေမဲ့တချို့ engine တွေကကြာတော့ engine wire fitter ရဲ့ဈေးကအရင်ကြီးတယ်ဗောနော် engine wire fitter တစ်လုံးကို9000လို့8000လို့9000လို့ဒီလိုမျိုးဖြစ်တဲ့အခါမှာ engine wire fitter လဲဖို့အတွက်ကြာတော့နည်းနည်းအခက်အခဲဖြစ်သွားတယ်ဒါကြောင့် အင်ဂျင်ဝိုင်းလဲတိုင်းအင်ဂျင်ဝိုင်းဖစ်တာကိုမလဲနိုင်ဘူးဆိုရင်တော့မှအင်ဂျင်ဝိုင်းနှစ်ကြိမ်လဲရင်အင်ဂျင်ဝိုင်းဖစ်တာကိုတော့ဒါတစ်ကြိမ်အနည်းဆုံးလဲပေးသင့်ပါတယ်ဒါကတော့အင်ဂျင်ဝိုင်းဖစ်တာကိုလဲတဲ့အချက်လေးကိုထည့်သွင်းပြီးတော့မျှဝေတာဖြစ်ပါတယ်ဒါကတော့ပုံမှန်ကျွန်တော်လုပ်နေကြအလုပ်တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်အင်ဂျင်ဝိုင်းနဲ့အင်ဂျင်ဝိုင်းဖစ်တာဒီနှမျိုးကအရေးကြီးတာဖြစ်တဲ့အတွက်ဒီနှမျိုးကိုစစ်ဆေးမဲ့ လဲလဲပြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ engine wine နဲ့ engine wine filter ကိုဘယ်ချိန်မှလဲလဲမလဲပေါ့နော်ပုံမှန်ဆိုရင်တော့ဒါကီလို9000မှာဆိုရင်တော့ engine wine engine wine filter ကိုလဲလဲတင်တယ်အဲဒါမှမဟုတ်ရင်ဒီအချိန်ကာလနဲ့ပြောမယ်ဆိုရင်တော့3လနဲ့6လကြာပေါ့နော်ဒါဆိုရင်တော့ပုံမှန်လဲလဲပြီးဖို့လိုအပ်ပါတယ်အဲ့တော့ဒီပုံမှန်ကတော့ကျွန်တော်တို့အနေနဲ့အများဆုံးပေါ့နော်6လတစ်ချိန်တော့တော့ engine wine လဲတင်ပါတယ်ကီလိုနဲ့ဆိုလို့ရှိရင်တော့ကီလို9000ပေါ့နော်ဒါပေမဲ့တချို့ engine wine တွေကကြတော့ အဲကီလိုအနေနဲ့ဆိုရင်တော့ကီလို8000ပြီးတာလေးကီလို10000ပြီးတာလေးဒါမျိုးတွေတော့ရှိပါတယ်ကျိုးအင်ဂျီဝိုင်းဆိုရင်ကီလို1000ခွဲလောက်ထိပေးတဲ့အင်ဂျီဝိုင်းကြီးလည်းရှိပါတယ်ဒါကတော့အဲဒီအင်ဂျီဝိုင်းထုတ်တဲ့သူတွေအနေနဲ့ကဖြန့်ဝေတဲ့ဒီစတီဘူတာတွေအနေနဲ့ကတော့ပြီးကြတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့အဲဒါကိုကတော့ချင့်ချိန်ရမှာပေါ့ဗျာနော်ကိုယ့်ရဲ့အသုံးပြုတဲ့ကားရဲ့အနေထားကိုင်းရဲ့အနေထားအသုံးပြုတဲ့ပဝင်းကျင်အသုံးပြုတဲ့ဝင်အားအနေထားပေါ်မူတည်ပြီးတော့အင်ဂျင်ဝိုင်းကကီလို1000ခွဲထိ3သိန်းမ3သိန်းဆိုတာကတော့ဒါ ပြောင်းကျင်မကနေနဲ့တော့တိုင်မြင်စီခြင်းပါတယ်ဒါကတော့တင်းနဲ့နှစ်အချက်ဖြစ်တဲ့ engine wire နဲ့ engine wire fitter ကိုဒါပုံမှန်လဲလဲပြီးဖို့အတွက်အကြံပြုတာဖြစ်ပါတယ်အဲ့တော့နံပါတ်3အချက်ကကြတော့ engine coolant ပေါ့ဗျာနော်အဲ့တော့ engine coolant ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ကားတစ်စီးကိုနေ့စဉ်ပေါ့နော် CEL wire စစ်ကြတယ်ကားရဲ့ bonnet ဖုံးကိုလှက်လိုက်မယ် CEL wire စစ်တဲ့အခါမှာ engine wire စစ်တယ် engine coolant တွေစစ်ကြတယ် digit တွေစစ်ကြတယ်ပေါ့နော်ဒါ CEL wire ထဲမှာပါပြီးသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပုံမှန်ဒီအခုရင်တော်တွေက အဲကျွန်တော်မြန်မာနိုင်ငံရဲ့ကားလောကမှာဆိုလို့ရှိရင်ကားတွေမှာရေးထားတဲ့အရင်တော့ဆိုကျွန်တော်39ဘိုက်ပူတွေစီးတဲ့အခါမှာကားပေါ်မှာရေးထားတဲ့ CA4Y စစ်စေးပါပေါ့နော်နေတင်စစ်စေးပါအစားရှိသည့်ဖြစ်ပေါ့နော် BN ကားတွေပေါ်မှာဒီလိုမျိုးပုံစံမျိုးတွေရေးထားကြတယ်ဒါပေမဲ့ဒီဘက်ခေတ်ကားတွေမှာဆိုရင်တော့ CA4Y စစ်ဖို့မလုံလောက်အော်မလိုလောက်အောင်ကိုဒီကားထုတ်လုပ်တဲ့ manufacturer တွေကတေးချာချာကိုဖန်ပြီးထားကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ် CA4Y စစ်ဖို့တော့လိုအပ်ပါတယ်ဒါကြောင့် နံပါတ်3ချက်ဖြစ်တဲ့ engine coolant ပေါ့เนาะ engine coolant ကိုလည်းစစ်ဆေးပြီးဖို့လိုအပ်ပါတယ်အဲ့တော့ engine coolant ဆိုတဲ့နေရာမှာ engine coolant ကအာဒီအခုဆိုရင်ကျွန်တော်ကားတော်မများမှာဆိုရင် engine coolant ကိုသုံးရတယ်ရိုးရိုးရေအစားပေါ့เนาะ engine coolant ကိုသုံးလာကြပြီအရင်တော့ကားတွေမှာဆိုရင် engine coolant မသုံးမနဲ့ရိုးရိုးရေကိုသုံးခဲ့တဲ့အခါမှာဘာဖြစ်လဲဆိုတော့ အင်ဂျင်ရဲ့ကူလင်းစနစ်မှာရေကြိုးတွေတက်တယ်။နောက်ဒီစားတွေပေါက်တယ်။အဲထဲတဲ့အသုံးပြုတဲ့ရေအားဆိုလို့ရှိရင်ဒီမြောင်းတွေကရေဒီခတ်တာတွေနောက်ဒီကန်တွေကရေဒီထဲတာတွေချောင်းတွေကရေဒီထဲတဲ့အခါမှာစားပေါက်တဲ့ပြဿနာမျိုးတွေအဲ့ဒီခါမှာရေတိုင်ကြီးတွေပေါက်တယ်။နောက်အင်ဂျင်ရဲ့ကူလန့်လိုင်းမှာဆိုလို့ရှိရင်ကူလင်းစနစ်မှာဆိုလို့ရှိရင်ရေကြိုးတွေအများကြီးတက်ပြီးတော့မှရေတိုင်ကြီးတွေကြီးပိတ်တယ်။နောက်ဒီရေလေအောင်ဒလတ်တွေပေါ့နော်စားသွားတယ်။အဲ့ဒီကနေနောက်ဆက်တွဲအနေနဲ့အင်ဂျင်ဟိတက်တဲ့အဆင့်ကြီး စ်လာစေနိုင်တယ်ပေါ့ဗျာเนาะဒါကြောင့်ပဲကျွန်တော်တို့အနေနဲ့ကအဲဒါရေရိုးရေအစားအင်ဂျင်ကူးလန့်ကို သုံးဖို့အတွက်အကြံပြုတာဖြစ်ပါတယ်အဲ့တော့အကြံပြုတဲ့အဲဒီအချက်မှာပေါ့เนาะအင်ဂျင်ကူးလန့်ဆိုတဲ့နေရာမှာလေအင်ဂျင်ကူးလန့်မှာကရခိုင်နှုန်းတွေအများကြီးရှိတယ်အဲကျွန်တော်20ခိုင်နှုန်းရှိတယ်30ရှိတယ်50ရှိတယ်ပေါ့เนาะအဲ့လိုမျိုးရခိုင်နှုန်းတွေရှိတဲ့အခါမှာ30ခိုင်နှုန်းထည့်လဲရတယ်50ခိုင်နှုန်းထည့်လဲရတယ်20ခိုင်နှုန်းထည့်လဲရတယ်ဒါကပြဿနာမရှိပါဘူးဒါပေမဲ့100%ပေါ့เนาะ ဒီကူလန်ကအစီဆိုတော့100%ကိုတော့ကျွန်တော်အနေနဲ့အသုံးမပြုသင့်ဘူး။ဘာကြောင့်လဲဆိုတော့100%အစီကိုသုံးတဲ့အခါမှာအင်ဂျင်ဟီတက်စီနိုင်တယ်။နောက်ရေလေအုံတွေရဲ့တက်တန်းကိုတူစီမှာဖြစ်ပါတယ်။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့မဖြစ်မနေပေါ့နော်။အဲဒါ100%အင်ဂျင်ကူလန်ကိုတော့မသုံးသေးခြင်းဘူး။တကယ်လို့သုံးမယ်ဆိုရင်တော့ရိုးရိုးရေနဲ့ရိုးရေဆိုတဲ့နေရာမှာရေတန်းပေါ့နော်။ရေတန်းနဲ့ရောပြီးတော့မှရောဆက်ပြီးတော့မှသုံးစီခြင်းပါတယ်။ကောင်းတာကတော့ရောဆက်ပြီးသားဖြစ်တဲ့ premit engine ဘူးလန်ကိုသုံးမယ်ဆိုရင်တော့ပိုကောင်းတာပေါ့ဗျာเนาะကျွန်တော်တို့အတွက်အလုံးမရှုပ်တော့ဘူးပေါ့နော်ဒါကတော့ engine coolant ပေါ့နော်ဒီနေရာမှာ engine coolant ကိုပုံမှန်ပဲချိန်မှာလဲကြမလဲပေါ့နော် engine coolant ကိုတော့ကီလို၄000မှာတစ်ချိန် လေးပြီးတင်ပါတယ်နှစ်အပိုင်းခြားနဲ့ပြောမယ်ဆိုရင်တော့နှစ်နှစ်တစ်ချိန်ပေါ့နော်အင်ဂျင်ကူလန့်ကို လေးပြီးနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်အင်ဂျင်ကူလန့်ကိုသုံးတယ်အဲ့ဒီညမှာကျွန်တော်အနေနဲ့အင်ဂျင်ကူလန့်ကိုသုံးတဲ့အခါမှာနှစ်ကာလအကြာကြီးပဲသုံးသွားတဲ့အခါမှာအဲ့ဒီအင်ဂျင်ကူလန့်ကလည်းအမုံနေဖြစ်ပြီးတော့မှရေတိုင်ကြီးတွေကိုကြီးပိတ်ပြီးတော့အင်ဂျင်အာဟိတက်တဲ့ပြဿနာကြီးလည်းကျွန်တော်ကြုံတွေ့ရပါတယ်အဲ့တော့ပူပြင်းတဲ့ ဒေတာတွေမှာဆိုရင်ပိုဆိုးတယ်အခုလိုမျိုးဒီနွေရာသီကာလကိုရောက်လာတဲ့အခါမှာအင်ဂျင်ကူးလန့်နည်းနေတာတို့အင်ဂျင်ကူးလန့်မှာ ပုံမှန်မလဲပန်းတဲ့ကျွန်တော်တို့သုံးမိတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်ဟီတက်လာရင်ကျွန်တော်အနေနဲ့ဒါအင်းရင်ဟိတက်သွားပြီဆိုလို့ရှိရင်တော့ပြုပြင်တဲ့အခါမှာကုန်ကျစရိတ်တွေအရန်များပါတယ်။ဒါကြောင့်ပေါ့နော်အင်ဂျင်ကူးလန့်ကိုဒါပုံမှန်လဲလဲပြီးဖို့အကြံပြုတာဖြစ်ပါတယ်။ဒါကတော့နံပါတ်3အချက်ဖြစ်ပါတယ်။အဲ့တော့နံပါတ်4အနေနဲ့ကကြတော့ air fitter ပေါ့နော်ဒါကျွန်တော်တို့ lazy ပေါ့နော် engine ရဲ့ lazy ဖြစ်ပါတယ်အဲ့တော့ engine lazy ကိုတော့စစ်ဆေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီဥမာပေါ့ဗျာ ဖုန်နေမုံနေရှိနေတဲ့နေရာကိုသွားတယ်ဒါဆိုရင်ကျွန်တော်တို့ map တက်သွားမယ်ဒါမှမဟုတ်ရင်နှာခေါင်းတစ်ခုနဲ့အုပ်ပြီးတော့မှသွားကြတယ်ဒါဟာပုံမှန်ပဲအဲ့လိုပုံစံမျိုးမလုပ်ဖ ೇನೆ ကျွန်တော်ဒီတိုင်းပဲသွားကြတဲ့အခါမှာအဲ့ဒီအမုံတွေကဒီနှာခေါင်းဘောက်ကနေပြီးဝင်သွားတဲ့အခါမှာအဆုတ်မှာဒုက္ခလာပြီးတဲ့ချောင်းတွေဆိုးရဲအသက်ရှူကျက်တဲ့အဲဒီနှာရည်ကျတဲ့အစာကြီးတွေဖြစ်မော့အဆုံတွေဖြစ်လာကြတယ်ပေါ့ဒီလိုပဲ engine မှာဆိုရင်လည်း engine leak ဒါကောင်းဖို့လိုအပ်တယ် engine leak ဒါမကောင်းခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ ဖုန်တွေမုံတွေကအင်ဂျင်တွေကိုဝင်တဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်ရဲ့အတွင်းထဲမှာရှိနေတဲ့အစိပ်ပိုင်းတွေပျက်စီးနိုင်တယ်။ဘာတွေမလုံတာမျိုးတွေဖြစ်မယ်။နောက် rain တွေအကြမြန်မယ်။အဲ့ဒီအပြင်ကိုပေါ့နော်တာဘိုချာချာပါတယ်ကားတွေမှာဆိုရင်တာဘိုချာချာတွေပျက်စီးတဲ့အဆင်ကြီးဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ပေါ့နော်အင်ဂျင်လေးစစ်ကိုပုံမှန်စစ်ဆေးလဲလှယ်ပေးဖို့မိတ်ဆွေတို့ကိုအကြံပြုပါတယ်။အင်ဂျင်လေးစစ်မလဲတဲ့အခါမှာနောက်ဆက်တွဲကြုံတွေ့ရတဲ့ဆိုးကျိုးတွေကိုကျွန်တော်ဝက်ရှော့တွေမှာတော်တော်များများကြုံတွေ့ရပါတယ်။ အင်ဂျင်ကင်ပြီးပြီးတော့မှပေါ့နော်ဒီအင်ဂျင်လေးစစ်ကိုမလဲပန်းနဲ့ဖုံနေဖုံနေရှိတဲ့လမ်းထဲမှာနင်းကန်မောင်းလိုက်တဲ့နောက်ဆက်တွဲနေတဲ့တာဘိုရှက်တီကျိုးတယ်အဲ့ဒီကနေပြီးတော့မှဘာဗီကမလုံတော့ဘူးအင်ဂျင်လုံးဝအဆွဲယုံနေကျသွားပြီးတော့နောက်ဆက်တွဲအနေနဲ့အာဒီဆိုးကျိုးတွေအများကြီးဖြစ်လာတဲ့ပြဿနာတွေကိုကျွန်တော်တို့ကြုံပြရပါတယ်ပေါ့နော်ဒါကြောင့်ပဲမေချူတို့ကိုအကြံပြုချင်တာကတော့အင်ဂျင်လေးစစ်ကိုပုံမှန်စစ်ဆေးလဲလဲပေးဖို့အကြံပြုပါတယ်အဲ့တော့အင်ဂျင်လေးစစ်တွေကိုဘယ်ချိန်မှလဲတင်လဲဒါကျွန်တော် နာယီနဲ့ပြောမယ်ဆိုရင်ပေါ့နော်အင်ဂျင်လေးစစ်တီကနာယီ1600ပတ်ဝန်းကျင်ကျွန်တော်မိနစ်နေနဲ့ပြောမယ်ဆိုရင်မိနစ်ပေါင်းတသိန်းပေါ့နော်အဲ့လောက်မှာဆိုလို့ရှိရင်အဲကျွန်တော်တို့ဒါလေးစစ်တီကိုပုံမှန်စစ်ဆေးပြီးတော့မှလဲလှယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသုံးပြုတဲ့လမ်းပေါ်မူတည်ပြီးတော့အဲဒီဒါကတော့ဒီဥမာဖုန်နေမုံနေရမ်းချီနေတဲ့လမ်းနေဆိုလို့ရှိရင်တော့ဒါမကြာခဏစစ်ဆေးပေးတင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီ ပုံမှန်ပေါ့နော်ဖုန်နေမုန်နေတိတ်ပြီးတော့မရှိဘူးလေကောင်းလေတန်းရှိတဲ့ land နေမှာပုံမှန်သုံးမယ်ဆိုလို့ရှိရင်တော့ legit တွေက enjoy လေတိုင်းကျွန်တော်တို့ဒါ CC ပြီးတယ်ပေါ့နော် enjoy လေတိုင်း legit ကိုစစ်တယ်လေအဲ့လိုမျိုး legit စစ်လို့မကောင်းတော့ဘူးဆိုလို့ရှိရင်တခါတည်းလေလိုက်ကြတယ်ပေါ့နော်ဒါကြောင့်ကီလို9000မှာဆိုလို့ရှိရင်တော့ legit တွေကိုပုံမှန်စစ်စီးတယ်အဲ running hour နဲ့ပြောမယ်ဆိုလို့ရှိရင်တော့နာရီ1000 900 1600ပေါ့ဗျာเนาะမှတ်ရလွယ်အောင်ဆိုတော့1500ဘဝင်းကျင်ပါဆိုလို့ရှင်တော့လေးစစ်တွေကိုစစ်စီးပြီးတော့လိုအပ်တဲ့ဆိုရင် လဲလဲတင်ပါတယ်ဥမာမီးဆက်တွေဆိုလို့ရှိရင်အဲဒီကီလိုနဲ့သွားပြောလို့မရဘူးဗောနော်ဒါကသူကမောင်းနဲ့နာရီနဲ့ပဲပြောလို့ရတယ်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်မောင်းနဲ့နာရီဘယ်လောက်ရှိသွားပြီလဲအဲ့ဒီပုံမူတည်ပြီးတော့လေဇစ်တွေကိုဒါလဲပြရမှာဖြစ်တယ်ဗောနော်ကားနဲ့ပဲပြောမယ်ဆိုလို့ရှိရင်တော့ကားမှာကတော့မောင်းနဲ့နာရီကမှတ်ဖို့အတွက်ခက်ခဲတယ်ဒါကြောင့်ကီလိုနဲ့ဒုမဟုတ် ခုအဲကျွန်တော်တို့ဒါအချိန်ကာလနဲ့ပေါ့နော်ဘယ်နှလားရှိနေပြီလဲ3လားရှိပြီလား6လားရှိပြီလားဒီလိုနဲ့ပဲပြောလို့ရမယ်အများသောအားဖြင့်တော့ကျွန်တော်တို့အနေနဲ့ကီလိုနဲ့ပဲပြောကြတယ်နော်ကီလိုနဲ့ဆိုလို့ရှိရင်ကီလို9000တော့မှစစ်စစ်တယ်ကီလို1000လောက်မှဆိုလို့ရှိရင်မကောင်းတော့ဆိုရင်လဲကြတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ဒါအင်ဂျင်လေးစစ်တွေကအရေးကြီးတဲ့အတွက်အင်ဂျင်လေးစစ်တွေကိုလည်းနံပါတ်၄အချက်အနေနဲ့စစ်ဆေးဖို့အကြံပြုပါတယ်နံပါတ်5ကတော့ဓာတ်စီအင်ဂျင်တွေအတွက် spark plug ပေါ့နော် spark plug တွေက တတန်းတစ်ခုကြာသွားတဲ့အခါမှာသို့မဟုတ်အသုံးပြုတဲ့စီရဲ့အည်သွေးနေတဲ့အခါမှာစပက်ပလက်တွေကပျက်စီးဖို့ရာခိုင်နှုန်းများပါတယ်ဒါကြောင့်ပေါ့နော်စပက်ပလက်တွေမကောင်းတဲ့အခါမှာဒီလောင်စာစီစားများမယ်အဆွဲယုံတွေကျမယ်လီဘာနင်းနင်းတလောက်မပါဘူးအဲ့လိုမျိုးလီဘာနင်းနင်းတလောက်မပါတဲ့အတွက်အဆွဲယုံတွေကျတဲ့နောက်ဆက်တွဲအနေနဲ့လောင်စာစီထက်ပြီးတော့ပိုစားပါတယ်ဒါကြောင့်ပေါ့နော် စပပလက်တီကိုပုံမှန်စစ်ဆေးလဲလဲပြီးဖို့အကြံပြုပါရစေ။အဲ့တော့စပပလက်တီစစ်ဆေးရင်းနဲ့တက်ဆက်သေးပေါ့နော်။ plug wire တွေပါတခါတည်းစစ်ဆေးပြီးတော့မှ plug wire တွေကတော့ဗျပြောမဆိုရင်ပေါက်တယ်ပေါ့နော်။ပေါက်တဲ့အခါမှာဒါကိုလဲဖို့အတွက်အခက်အခဲရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ဖလင်ပြားခံပြီးတော့ဖလင်ပြားပတ်လိုက်တယ်ပေါ့နော်။ပတ်ပြီးတော့မှပြန်ပြီးတော့သုံးကြတယ်ပေါ့နော်။ဒါကတော့ဒီ plug wire တွေမကောင်းလို့ရှိရင်အရာကြီးရည်တို့ကုစားရတဲ့နီးနီးစနစ်လေးပေါ့နော်ဒါတော့ကျွန်တော်မကြာခဏလုပ်ပြီးရတဲ့ ပလက်ဝိုင်းကြီးပေါက်တဲ့အခါမှာဖလင်ပြားလေးပေါ့ဖလင်ပြားကလေကျွန်တော်တို့ရှာရတာအရင်ကြီးခက်ခဲတဲ့ဟာတော့မဟုတ်ဘူးဟိုစာအုပ်ဖလင်စာအုပ်ရဲ့မျက်နှာဖုံးမှာကတ်တဲ့ဖလင်ပြားပေါ့နော်ဒါမှမဟုတ်ဓမ္မရိုက်တဲ့ဖလင်ပြားအဲအဲ့ဒါတွေကကျွန်တော်တို့ဟိုပြောမယ်ဆိုလို့ရှိရင်စာအုပ်အဖုံးမှာကတ်ထားတဲ့ဖလင်ပြားဆိုရင်စိုက်ကိရိယာဆိုင်ဒီမှာသွားဝေလို့ရပါတယ်အဲဈေးလည်းဘယ်တော့မှမရှိဘူးပေါ့နော်အဲ့တော့ပလက်ဝိုင်းကြီးမှာဖလင်ပြားခံပြီးတော့နောက်ဆုံးပေါ့နော်ဒီရေတို့ကုစားခြင်းအနေနဲ့လည်းသုံးလို့ရပါတယ်အဲ့တော့ ပလက်ကတော့မဖြစ်မနေစစ်စစ်တင်ပါတယ်ပလက်မကောင်းတဲ့အခါမှာနောက်ဆက်တွဲဆိုးရိုးတွေအများကြီးဖြစ်တဲ့အတွက်ပလက်တွေကိုလည်းပုံမှန်စစ်စစ်ပြီးတဲ့နံပါတ်6အနေနဲ့ကကြတော့တိုင်မင်ချင်းသို့မဟုတ်တိုင်မင်ဘက်ပေါ့နော်အဲ့တော့ကျွန်တော်တို့တော်တော်များများမိနေကြတဲ့အရာလို့ပြောမယ်ဆိုလို့ရှိရင်တိုင်မင်ချင်းနဲ့တိုင်မင်ဘက်ကျိုးဖြစ်ပါတယ်တိုင်မင်ဘက်ကျိုးကကြတော့ပြဿနာပိုပြီးတော့ကြီးတယ် တိုင်မင်ဘကြိုးကဘာဖြစ်လို့ပြဿနာပိုကြီးလဲဆိုတော့ rubber ဖြစ်တဲ့အတွက်တိုင်မင်ဘကြိုးသာပြက်ထွက်သွားနိုင်တယ်ပြက်ထွက်တဲ့ရခိုင်နှုန်းပိုများတယ်ပေါ့ဗျာနော်အဲ့လိုမျိုးပြက်ထွက်သွားရင်တိုင်မင်ဘကြိုးပြက်သွားရင်နောက်ဆက်တွဲကမတူရဲစရာပဲဘာကြောင့်လဲဆိုတော့တိုင်မင်ဘကြိုးဆိုတာကသုံးဖို့တိုင်မင်ချင်းဆိုတာက crunch shell နဲ့ kim shell ပေါ့နော်ဒီ crunch shell နဲ့ kim shell ပေါ့ဗျာနော်အဲ့ဒီ shell နှစ်ခုကိုချိတ်ဆက်ထားတယ်ဒီချိတ်ဆက်ထားဖို့အတွက်အဲ့ဒီဘကြိုးသုံးဖို့ချင်းကိုသုံးထားတဲ့အခါမှာချင်းကကြတော့ ပြက်ခံနီးမှာအတန်ပေးတယ်အချင်းတန်နီးကျန်းလာတယ်ဒါတွေအရဆိုရင်ချင်းပြက်ခံနီးဆိုတဲ့ဟာမျိုးပေါ့နော်ချင်းကတော့ပြက်ခဲပါတယ်ကျွန်တော်ချင်းပြက်တယ်ဆိုတော့ engineer ကတော့အဲဒီကြုံရတာတော်တော်လေးကိုနည်းတယ်လို့ပြောရမယ်ဒါပေမဲ့တိုင်ပင်ပကျိုးပြက်တဲ့ engineer ကြုံရတာတော်တော်လေးများပါတယ်တိုင်ပင်ပကျိုးပြက်တာကဖြစ်နိုင်တဲ့ပြဿနာတွေရောအများကြီးရှိမယ်ပေါ့ဗျာနော်တိုင်ပင်ပကျိုးပြက်တာကသူ့ရဲ့တက်တန်းပေါ့ခါကီလိုတသိန်းနဲ့တသိန်းခွဲကြပြီးတယ်အဲဒီခါမှာသူ့ရဲ့ဒီတိုင်ပင်ပကျိုးတွေကသတ်မှတ်ထားတဲ့ကီလိုပြည့်သွားတဲ့အခါမှာ ြက်ထွက်သွားတယ်ပေါ့ rubber တွေဆိုတာကကျွန်တော်တက်တန်းတစ်ခုကြာသွားတဲ့အခါမှာတော့ဒါပြက်မှာပဲပေါ့နော်အဲ့လိုမျိုးကြောင်ပြက်တာတွေနောက်တစ်ချက်ကအဲ့ဒီဒီ kim shell ပေါ့နော်ဒီ grind shell လို့အဲ့ဒီ sorry ဒီ kim shell လို့ခေါ်တယ် kim shell ရဲ့ပူလီဝိုင်းစီပေါ့နော်ခြေရှိရဲ့ဒီအဲ့ဒီဝိုင်းစီပေါ့ဗျာနော်အဲ့ဒီဝိုင်းစီကနေမလုံလို့ engine ဝိုင်းတွေကအာဒီ timing bejew ပေါ့ကြာတဲ့အခါမှာလေ timing bejew တွေပြက်စီနိုင်နေပေါ့နော်အဲ့လိုမျိုးပြက်တာတွေနောက်တစ်ချက်ကအပေါ်ဒီ kim shell ကို အင်ဂျင်ဝိုင်ရောက်တာနေတယ်ပေါ့နော်အဲ့လိုမျိုးအတက်တက်တာနေတယ်လို့ပြောရမှာပေါ့ဗျာနော်အဲ့လိုမျိုးအင်ဂျင်ဝိုင်တက်တာနေတဲ့အခါမှာလေအဲဒီကင်ရှက်ရဲ့ကနည်းနည်းကြက်တဲ့ကြက်ကြက်ပုံစံစီးနေတဲ့ပုံစံမျိုးလိုက်လေတဲ့အခါမှာတိုင်မင်ဘကြိုးကြီးပြက်ဖို့ရန်ကန်တုံးပူပြီးတော့များတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တိုင်မင်ဘကြိုးပြက်တဲ့အခါမှာဘားတွေကောက်မယ်ဘားထောက်ပြီးဘားတွေကောက်မယ်နောက်ဒီကင်ရှက်တွေကျိုးမယ်ကပ်တွေလန်ထွက်သွားမယ်ကွန်နတီတွေကောက်မယ်နောက်ဆုံးဂရိုင်းချက်တွေပါကောက်သွားနိုင်တယ်နောက်ဒီဒီပေါ့နော် ကွန်နတီနီကောက်ကောက်တဲ့အပြင်ကွန်နတီနီကျိုးထွက်သွားပြီးတော့ဘလောက်ဒီခွဲထွက်သွားတာကြီးပါကြုံတွေ့ရတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့တိုင်မင်ဘက်တီကိုတော့မဖြစ်မနေစစ်စီးပြီးရမယ်တိုင်မင်ဘက်တီကြောင့်နောက်ဆက်တွဲစိုးရိုးကြီးအများကြီးရှိပါတယ်တိုင်မင်ဘက်ကျိုးနဲ့သုံးထားတာလားအင်ဂျင်ကပေါ့နော် တိုင်မင်ဘက်ကျိုးကိုသုံးထားတာလားတိုင်မင်ချင်းကိုသုံးထားတာလားဆိုတာကလူလေကူစစ်စီးလို့ရတယ်တိုင်မင်ဘက်ဆိုလို့ရှိရင်အင်ဂျင်ရဲ့ရှေ့ချမ်းမှာဆိုရင် fiber နဲ့ကာဘာလောက်ထားတယ်ပေါ့နော်ဒါဆိုရင်တိုင်မင်ဘက်ကိုသုံးထားတယ်တိုင်မင်ချင်းဆိုလို့ရှိရင်တော့ရှေ့မှာ အဲကျွန်တော်တတ်ထူနဲ့သို့မဟုတ်တန်ပြားနဲ့အုပ်ထားတဲ့ပုံစံမျိုးပေါ့ဗျာเนาะဒါကြောင့်တိုင်းမြဘကျိုးဆိုရင်တော့ကျွန်တော်အနေနဲ့ဒါမဖြစ်မနေစစ်ဆေးပေးတင်တာဖြစ်ပါတယ်အဲ့တော့ဒါတော့နံပါတ်6အနေနဲ့ပေါ့เนาะတိုင်းမြချင်းသို့မဟုတ်တိုင်းမြဘက်ဒီကိုစစ်ဆေးမယ်အဲလိုအပ်တယ်ဆိုရင်တော့တိုင်းမြဘက်ကိုအသည့်လဲလဲပြီးဖို့အကြံပြုပါတယ်နံပါတ်9အနေနဲ့ကတော့ချက်မီလင်းတဲ့အခါမှာလုံးဝမပေါ့ပါနဲ့လုံးဝပြင်မထားပါနဲ့ချက်မီလင်းပြီဆိုလို့ရှိရင်ဒါကပြည့်ချက်တစ်ခုခု ရှိနေလို့သာချက်မီလင်းပါတယ် အင်ဂျင်မှာဒီအင်ဂျင်ကိုထိန်းချုပ်ဖို့အတွက် EC လို့ခေါ်တယ်အင်ဂျင်ကွန်ထရိုးယူနစ်အင်ဂျင်ကွန်ထရိုးမော်ဂျူအဲဒါတက်ဆင်ထားတယ်ဗောနော်တက်ဆင်ထားတဲ့အခါမှာဘလိုပဲဖြစ်ဖြစ်ဒီကွန်ပျူတာကျွန်တော်ခေါ်တယ်ကွန်ပျူတာဘောက်ဗောဗျာနော်အဲ့ဒီကွန်ပျူတာဘောက်ကဒီအင်ဂျင်လုံးမှာ error ဖြစ်ပြီဆိုလို့ရှိရင် तू ကရသလောက်လိုက်ပြီးတော့ညှိပေးတယ်တောင်းလျှောက်ကို तू လိုက်ပြီးတော့ညှိပေးရတယ်နောက်ဆုံး तू လုံးဝညှိလို့မရတော့ဘူးဆိုလို့ရှိရင် ဒါသူလိုက်ပြီးတော့ညှိလို့မရတဲ့အဆုံးမှာချက်မီးကိုပေးလင်းတာဖြစ်ပါတယ်အဲ့တော့ချက်မီးကိုပေးလင်းလိုက်တဲ့အတွက်ဒါကပြစ်ချက်ကလုံးဝသူလိုက်ညှိလို့မရတော့ဘူးဒါဆိုရင်ပြစ်ချက်ကကြီးကြီးမားမားရှိနေပြီဒါကိုကျွန်တော်တို့စစ်ဆေးပြုပြင်ဖို့လိုအပ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ပြစ်ထားမယ်ဆိုရင်ဥမာပေါ်ပြတော့အောက်ဆီဂျင်ဆန်ဆာပြစ်ချက်ဖြစ်တယ်ပေါ့ဒါကျွန်တော်တို့ကအောက်ဆီဂျင်ဆန်ဆာပြစ်ချက်မှန်သိတယ်ပြစ်ထားလိုက်တယ်ဒီတိုင်းပဲသုံးနေမယ်ဆိုရင်စီကြများမယ်ပထမချက်အနေနဲ့စီနက်နေမှော်လာမယ်စီစားမယ်ပေါ့နော်ဒါဆိုးကျိုးတွေဖြစ်လာမယ်နောက်ဆက်တွေအနေနဲ့ကာမွန်ဂျိုးတွေ များလာမယ်ကာဗွန်ကျိုးတွေများလာတဲ့နောက်ဆက်တွဲက knocking လို့ခေါ်တဲ့မီးတံခေါက်တဲ့ပစ်ချက်တွေဖြစ်လာမယ်အဲ့ဒီနောက်ဆက်တွဲအနေနဲ့မီးတံခေါက်ရနေပြီးတော့ engine power တွေဆုံးရှုံးမယ်ဒါပြင်ကြောက်စကားလို့ခေါ်တဲ့ catalytic converter တွေကြီးပိတ်မယ်ပေါ့နော်အဲ့လိုမျိုးကနေပြီးတော့အစွဲယုံတွေကျလာပြီးတော့ဒါကနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဖြစ်လာမယ်ဒါကြောင့် engine ချက်မီးလင်းတဲ့အခါမှာလစ်လူမရှိဘဲနဲ့စစ်ဆေးပြုပြင်ပေးဖို့အကြံပြုပါတယ်အဲ့တော့ဘာကြောင့်မဲချက်မီးလင်းလင်းကျွန်တော်တို့တို့ ဖြည့်ရှင်းဖို့အတွက်ကတော့အဖြေကတော့ရှိပြီးသားဖြစ်တယ်ဗောနော်ဒါကိုပဲကျွန်တော်တို့ပြုဒီစစ်ဆေးပြုပြင်ပေးဖို့ပဲလိုအပ်ပါတယ်ဒါကြောင့်ဗောနော်နံပါတ်9ချက်ကအင်ဂျင်ချက်မီလင်းနေတယ်ဆိုလို့ရှိရင်တော့လုံးဝပြင်မထားပါနဲ့စစ်ဆေးပြုပြင်ပေးဖို့အကြံပြုပါတယ်ဒါကတော့အလုံးပေါင်း9ချက်ဖြစ်တယ်ဗောနော်အင်ဂျင်မှာအရေးကြီးတဲ့အချက်တွေဒါတော့ကားအင်ဂျင်တစ်လုံးကိုပဲဆိုလိုတာဗောနော်ကားအင်ဂျင်လုံးပါဆိုလို့ရှိရင်တခြားသောအဲဒီစစ်ဆေးပြုပြင်ရမယ့်အပိုင်းတွေအများကြီးရှိပါတယ်ဒါတော့အရေးကြီးတဲ့အပိုင်းတွေကိုပဲကျွန်တော်က နှုတ်ထုတ်ပြီးတော့ပဲမိတ်ဆွေတို့ကိုဘူသူတာဖြစ်မျှဝေဆွေးနွေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါဒါလေးကိုပြန်ပြီးတော့အနည်းပြန်ချုပ်ရအောင်ပေါ့နော်ပထမချက်ကတော့ engine engine ဒုတိယချက် engine fitter နံပါတ်3က engine coolant နံပါတ်4ကတော့ laser နံပါတ်5ကတော့ spark plug နံပါတ်6ကတော့ timing belt မဟုတ် timing chain ကြီးနဲ့နံပါတ်9ကတော့ engine ချက်မီပါဒါကြောင့်ပေါ့နော်ဒီ engine တလုံးကိုပြုပြင်ထိန်းသိမ်းတဲ့အခါမှာဒီအချက်တွေကိုသာပုံမှန်စစ်ဆေးမယ်ဆိုရင်ကျွန်တော်အနေနဲ့ heavy ပေါ့နော် rubber ဘိုင်းကို တိတ်ပြီးတော့ပြုပြင်တရားမလိုဘန်းနဲ့ကုန်ကြမ်းဈေးကိုဒါတက်တာစီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီပုံမှန် maintenance လုပ်ခြင်းကိုကျွန်တော်ဒီမှာတော့တော်တော်လေးအားနည်းနေတယ်မှာပါတယ်များသောအားဖြင့် workshop လာတဲ့ကားတွေကပြတ်မှပဲပြင်ကြတယ်ပြက်ပြီဆိုလို့ရှိရင်တော့ workshop ကိုရောက်လာတယ်။ဘာကြောင့်လဲဆိုတော့ပြက်ပြီဆိုရင်မောင်းမရတော့တဲ့တော် workshop ကိုရောက်လာကြတာပေါ့နော်။တကယ်တကယ်ကတော့ပုံမှန်စစ်စစ်ပြုပြင်ရမယ်။ engine wire လဲကျင်တိုင်းလဲရမယ်။ timing belt လဲကျင်တိုင်းလဲရမယ်။ဥမာပေါ့ဗျာတော့ဒီ engine မိုင်းမဟုတ်ဘဲနဲ့ brake ဆိုရင်လဲ brake ပိုင်းစစ်စစ်ပြုပြင်ရမယ်ဆိုရင်ပုံမှန်တိုင်းစစ်စစ်ပြုပြင်ရမယ်။ ရိပက်တွေပါနေပြီလားပြိပက်ပါရင်ကျွန်တော်တို့ကဒါတမှတ်တဲ့ဒီအထုပဲရှိတော့ရေဆိုရင်လဲပြရမယ်အဲ့ဒါကိုမလဲဘဲနဲ့ဆက်သုံးမယ်ဆိုလို့ရှိရင်တချို့ကားတွေဆိုရင်ကျွန်တော်တွေ့ရတာဒီ brake piston မှာပြုတ်ကြတဲ့အဆင့်ထိမောင်းကြတာပေါ့နော်တော်တော်လေးကိုချင်းနေဆိုးတဲ့အနေအထားထိကြုံတွေ့ရတယ်ဒါပြင်ပေါ့နော်ဒီ brake pad တွေစားသွားတဲ့အခါမှာနောက်ကဒီတံပြားပဲကျန်တော့တယ်အဲ့ဒီတံပြားကဘာလို့သွားပြီးတော့ပုတ်တိုက်လဲဆိုတော့ brake rotor ကိုသွားပုတ်တိုက်တဲ့အခါမှာ brake rotor ကအဆင့်ရတွေထင်သွားရင် brake rotor လဲရတာမျိုးတွေ brake rotor တတ်ရတာမျိုးတွေဖြစ်တဲ့အခါမှာ ဘရိတ်ပတ်လေးပဲလေးရတာမဟုတ်တော့ကျွန်တော်တို့ကဘာပါလေးရလဲဆိုတော့ဘရိတ်ရူတာပါလေးရတဲ့အတွက်ကုန်ရစီတွေကပုံပြီးတော့များသွားပါတယ်ဒါကြောင့်ပေါ့နော်ပုံမှန် maintenance လုပ်ခြင်းအပြင် repair ကုန်ရစီပေါ့နော် repair cost ကိုကျွန်တော်အနေနဲ့ short ချနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ပေါ့နော် engine ကိုဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတဲ့အချက်လေးတွေမှာကျွန်တော်တို့ဒါခုနှစ်ချက်နဲ့ပေါ့နော်ဒါလေးမိတ်ဆွေတို့ကိုပူရာပြေမြဝေးဆွေးနွေးတာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့လိုက်မှာမှတ်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျာ ကိုချမ်တူအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုညင်းကြီးမင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုခွန်ဆိုးကြည်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကိုမင်းသက်မင်္ဂလာပါခင်ဗျာအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုဖုံးမင်းခမ်းမင်္ဂလာပါခင်ဗျာဖုတ်ကြည့်အထောင်600 cc ကုလပူချင်းဘလောက်နဲ့ဘလောက်ကြားမှရှိတော့ကပုံမှန်ပူချင်းလေတဲ့ဘလောက်ထိရောက်သွားရင်ကားကိုရက်တင်လေဟုတ် အာအင်ဂျင်ကူလန့်အပူချိန်လို့ဆိုတဲ့နေရာမှာပေါ့နော်ကားတစ်စီးနဲ့စီးရတော့နည်းနည်းတော့ကွာမယ်။နောက်4တွေတော်တော်များများပေါ့နော်ကျွန်တော်တို့အဲ4တွေရဲ့ standard ဆိုလို့ရှိရင်တော့တရားနဲ့တရား6ထင်တယ်ဗျ။အဲ့လောက်ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့တရား6နဲ့90နဲ့တရား6ကြားပေါ့နော်။ဒါသူ့ရဲ့ normal NOD ပေါ့နော်။ normal operation temperature အာပဝင်းကျင်ဖြစ်မယ်လို့ထင်တယ်ခင်ဗျ။အာကျွန်တော်လည်းဒီသတိထားမိသလောက်ပေါ့နော်။အဲ့နည်းနည်းကွာရင်လဲကွာမှာပေါ့။ဒါပေမဲ့အကြမ်းကြီးကတော့တရား6တရား9အဲ့ပဝင်းကျင်မှာပါပဲ။ဒါသူ့ရဲ့ ုံမှန်ဘူးချိန်ပေါ့အဲ့ဒီအထက်ကိုရောက်သွားရင်ဒါ heat တက်လာပြီပေါ့နော်တက်လာပြီဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုလို့ရှင်တော့အဲ့ဒီပူချိန်ကိုရောက်ပြီဆိုတာနဲ့ပန်ကားလဲမယ်လဲပြီးတာနဲ့သူ့ရဲ့ပူချိန်ကပြန်ကျမယ်ပေါ့နော်ဒီလိုပုံစံမျိုးပါပဲတကယ်လို့အဲ့ဒီထပ်အပူချိန်ကိုရောက်သွားပြီဆိုရင်ဘာဖြစ်လာမလဲဆိုတော့မီးလင်းလာမှာဖြစ်ပါတယ်သူ့ရဲ့အာကားတိုင်ခွက်မှာပေါ့နော်ဟီမီးရှိပါတယ်အနီနဲ့ပေါ့နော်အဲ့ဒီမီးကလင်းလာမယ်သို့မဟုတ်အဲသူ့မှာဒိုင်ခွက်မှာ လက်တန်နဲ့ပါမယ်ဆိုလို့ရှိရင် လက်တန်ကတဝက်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဘေကားပဲဖြစ်ဖြစ်တဝက်ထိပဲရှိမယ်တဝက်အထက်ရောက်ပြီဆိုလို့ရှိရင်ဒါက heated ခြင်းတဲ့လက္ခဏာဖြစ်တယ်ဒါကြောင့်ပေါ့နော်မဖြစ်မနေစစ်စစ်ပြီးဖို့အကြံပြုပါတယ် heated ကအဒီကျွန်တော်တို့ဒိုင်ခွက်မှာပေါ့နော်ဒိုင်ခွက်မှာသူက heat gate ကအာဒီပုံမှန်ဆိုရင် gate ပါ gate နဲ့ဆိုရင်တဝက်ထိပဲပြတယ်တဝက်အောက်မှာပဲရှိတယ်ပေါ့နော်ဘလောက်ပဲ high speed နဲ့မောင်းမောင်းဘလောက်ပဲလီပါနေနေတဝက်ထက်မကျော်ဘူးတဝက်အထက်ကျော်ပြီဆိုလို့ရှိရင်ဒါက heated ခြင်းတယ်ဒါဆိုရင်တော့ကျွန်တော်တို့စဉ်းစားမှာကအနာကောင်းကောင်းမနေတာလားရေတန်းကြီးကြီးပိတ်တာလား အဲရေလေကိုမကောင်းတာလားဒီတာမိုစတက်ချင်အကြမ်းဖြစ်ချင်တာလားအစာရှိသည်ပြပေါ့နော်ဒါတွေကိုကျွန်တော်ဒါစစ်စစ်ပြရမယ်အဲ့တော့ကျွန်တော် ပုံမှန်ဆိုလို့ရှိရင်တော့ heat တက်မယ်ဆိုလို့ရှိရင်တော့ဒါကမီးလင်းလေမလင်းရင်ဒိုင်ကွက်မှာဒီလိုမျိုးပြပါတယ်တကယ်လို့ diagnosis scanner နဲ့ဆက်ထိုးပြီးတော့စစ်မယ်ဆိုလို့ရှိရင်တော့အပူချိန်အကြမ်းမြင့်တရားကအဲတရား6တရား9အိပ်ပဝင်းကျင်လောက်ဆိုလို့ရှိရင်ဒါကပုံမှန်လို့ပြောလို့ရတယ်အဲ့အဲ့နေပြီးတော့ပြန်ဆင်းလာမယ်ပြီးရင် ပြန်ပြီးတော့တက်သွားမယ်ဒါပုံမှန်အတိုင်းပဲပေါ့နော်အဲ့ဒီအထက်ကျော်နေတယ်ဆိုလို့ရှိရင်တော့ဒါပြဿနာရှိတယ်လို့ပြောရမယ်ပေါ့ဗျာနော်တချို့ကားတွေဆိုရင်တာမိုစက်ဖြုတ်ထားရင်အဲဒီ96အဲ60ပေါ့နော်60 65အဲ့ပုံဝင်ကြလောင်းနေပဲအဲဒီသူ့ရဲ့ပူတာဖြစ်နေမယ်ဒါဆိုရင်တော့စီပူစားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကွန်မန့်မမီတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကိုထက်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုဒီဟာမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအင်ဂျင်ပူလာရင်ဂီယာချောသလိုဖြစ်နေလို့တဲ့1ဆက်ဆက် FE ဟုတ် အဲ့ဒါကကြတော့အင်ဂျင်ပူလာရင်ဆိုတာကအော်တိုစီပါပူလာတယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒီနေရာမှာဖြစ်နိုင်တဲ့ရှူတောင်လေးကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်တော့အော်တိုစီပမာဏများနေသလားပေါ့နော်ဒါပထမတစ်ချက်ပေါ့ဗျာနော်အော်တိုစီပမာဏများရင်လည်းဒီပြဿနာမျိုးဖြစ်နိုင်တယ်နောက်တစ်ချက်ကအော်တိုဝိုင်ရဲ့ကူလာပေါ့နော်ကူလာကအဲရေတိုင်းကြီးအောက်ကံမှာရှိမယ်ထင်တယ်ဗျအဲဒါမှမဟုတ်ရင်ကျွန်တော်လည်းတိတ်တော့မမှတ်မိတော့ဘူးရေတိုင်းကြီးအောက်ကံမှာရှိရင်ရှိမရှိရင်ဂီယာဘောက်ရဲ့ဘေးနားမှာအဝိုင်းလေးနဲ့ပေါ့နော် အော်ဒိုဝိုင်းရဲ့ကုလားရှိပါတယ်အဲ့ဒီကုလားဂျီပိတ်နေသလားဗောနော်ဒီအချက်ကိုလည်းကျွန်တော်စဉ်းစားရမယ်နောက်တစ်ချက်အနေနဲ့ကတော့ဂျီပိတ်နေသလားဗောနော်အော်ဒိုဂျီကိုလဲပြီမဲ့တစ်ခါလီမှာကျွန်တော်တို့ crank kit ကိုခွာမစီးဘဲနဲ့ဒီတိုင်းပဲလဲတယ်တတန်းတစ်ခုကြာသွားတဲ့ခါမှာဂျီရေအနယ်ဒီထိုင်ပြီးတော့မှဘာဘော်ဒီထဲမှာဂျီပိတ်တယ်ဆိုလို့ရှိရင်လည်းဒီပူလာတဲ့အခါမှာခီယာချော်တဲ့ပြဿနာမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီအချက်၃ချက်ကိုတော့သိထားစီခြင်းနဲ့ပေါ့နော်။ဂျီရီအများများတယ်ဆိုရင်လည်းဒီပြဿနာမျိုးတော့ဖြစ်နိုင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်။ စတိုရီစတိုရီမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်ကိုအာကာမင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျရူစ်နေတဲ့မင်္ဂလာပါခင်ဗျအခုလိုအပိဒါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟာဟာစလိုးကြလိုက်တလိုက်ဖြစ်နေတာကိုတဲ့ဘယ်အရာကိုစစ်စစ်တင်လဲဆရာတဲ့ဟုတ်အဲအဲ့ဒါကကြတော့ကျွန်တော်ထင်တာကတော့ဓာတ်စီဖြစ်မယ်ထင်တယ်ဗောနော်ဓာတ်စီအင်ဂျင်လို့ထင်တယ်နောက်တစ်ချက်ကကြတော့အင်ဂျင်ဒီ RPM အတက်ကြဖြစ်နိုင်တဲ့ပြည့်ချက်လေးကိုတော့ကျွန်တော် live တစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်ခင်ဗျာမျှဝေပေးပါဦးမယ်အဲဒီ RVN တက်ကြဖြစ်စီနိုင်တဲ့ပြစ်ချက်တွေအများကြီးရှိပါတယ်အထူးသဖြင့်ကတော့လေတကားပေါ့နော်လေတကားကမော်တာနဲ့လာလားဒါမှမဟုတ်ရင်အဲလေတကားကကျိုးနေလားလေတကားကမော်တာနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီမော်တာကြောင့်ဖြစ်နိုင်တယ်နောက်တစ်ချက်ကကယ်လီဗီရှင်းမလုပ်တာကြောင့်ဖြစ်နိုင်တယ်ကျွန်တော်မော်တာမော်တာတွေကိုလဲပြီးတဲ့အခါမှာ ကျွန်တော်တို့တော့အလွယ်ခေါ်တာ calibration ပေါ့ landing ပေါ့နော် throttle landing ဆိုပြီးလုပ်ပြရပါတယ်အဲ့လို throttle landing မလုပ်လို့ရှင်လည်းအတက်ကြဖြစ်နိုင်တယ်နောက်တစ်ချက်ကလေတကားကိုကျိုးနေလာတဲ့အမျိုးအစားတွေမှာဆိုရင်တော့အဲ့ဒီဒီ ISC ဘားပေါ့နော်လေတကားရဲ့ဘေးမှာကတ်ပါနေတဲ့ ISC ဘားပြစ်ချက်ဖြစ်တဲ့အခါမှာလည်း RBN အတက်ကြဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်အဲ့ဒီဘိုင်းလေးလည်းကျွန်တော်ဒါစစ်ဆေးတင်ပါတယ်အဲတခြားပြစ်ချက်တွေကတော့ဒီ compression and ဒီမမှန်တာမျိုးတွေဒါဆိုလို့ရှင်လည်း RBN အတက်ကြရတော့ဖြစ်နိုင်ပါတယ်ခင်ဗျာအများဆုံးဖြစ်တာကတော့လေတကားကြောင့်ဖြစ်နိုင်ပါတယ်ဒါလေးတော့စစ်ဆေးကြည့်ကြပါလိမ့်ခင်ဗျာကိုစိုးနိုင်ဝင်းမင်္ဂလာပါခင်ဗျာကားကဖြည်းဖြည်းသွားရင်ကီလို20နဲ့50ကျားဆိုတွန်းဆုံတွန်းဆုံဖြစ်နေတယ်တဲ့ဒါဆိုတော့လီဘာနင်းနဲ့အခါမှာတော့တွန်းဆုံတွန်းဆုံမဖြစ်ဘူးဆိုတဲ့သဘောပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကီလို20နဲ့50ကျားမှာတွန်းဆုံတွန်းဆုံဖြစ်တယ်ဆိုတော့အဲကားကတော့ဘာကားလဲတော့မသိဘူးပေါ့နော်အာပလက်စစ်ဘီဘီ၊ကွိုင်းစစ်ဘီဘီ၊အော်တိုဝိုင်းလဲလဲထားတယ်ဟုတ်ကဲ့ခင်ဗျာဟုတ် အဲ့လိုမျိုးပြစ်ချက်တွေကပေါ့နော်ကျွန်တော်တခါလီမှာဘာကြောင့်ကြုံရလဲဆိုတော့ကျွန်တော်ကြုံတွေ့ရတဲ့ပြစ်ချက်တွေမှာပေါ့နော်ဒါနမူနာတစ်ခုမှာဆိုရင်ဘာဘော်ဒီထဲမှာရှိနေတဲ့အဲ SND ဆိုလိုနိုင်ပေါ့နော် line pressure ဆိုလိုနိုင်ပေါ့နော်အဲ့ဒီဆိုလိုနိုင်ပြစ်ချက်ဖြစ်တဲ့အခါမှာလေဒီလိုပြဿနာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရတယ်တွန်းတွန်းဆုံးဖြစ်တာမျိုးတွေပေါ့နော်အော်တော်ဒီအော်တိုဂီယာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ပြစ်ချက်တွေမှာကဂီယာဘောက်ကိုလည်းကျွန်တော်စဉ်းစားရတယ်လို့အင်ဂျင်မိုင်းကိုလည်းစဉ်းစားရတာပေါ့နော်အင်ဂျင်မိုင်းမှာက VVDI ပါတဲ့အင်ဂျင်ဆိုလို့ရှိရင် အဲ PVDI ဆိုလို့ရှိရင် PVDI ဘိုင်းကိုအဲဦးစားပေးပြီးတော့စစ်ဆေးနေခြင်းနဲ့ PVDI ဘားလို့သူ့ရဲ့ကြိုးလိုင်းနေနောက်ဒီ PVDI ရဲ့အုံလို့ခေါ်တဲ့ကျွန်တော်ကန်ဖြတ်ရဲ့ထိပ်မှရှိတဲ့ PVDI controller ပေါ့နော်အဲ့ဒီအားတွေကိုလည်းစစ်ဆေးပေးရမယ်အဲ့ဒါတွေကြောင့်လည်းအခုလိုမျိုးတုံ့ဆုံတုံ့ဆုံတွေဖြစ်တာမျိုးတွေရှိပါတယ်အဲနောက်တစ်ချက်ကကြတော့ဒီရဘောက်ပိုင်းမှာဆိုလို့ရှိရင်တော့အဲ့ဒီ SNT လို့ခေါ်တဲ့နှငုပ်ဆိုလိုနိုင်ပေါ့နော်ကျွန်တော်တို့ကလွယ်ခေါ်တာနှငုပ်ဆိုလိုနိုင်လို့ခေါ်တာပေါ့ဗျာနော်အဲ့ဒီဆိုလိုနိုင်ပြည့်ချက်ဖြစ်လို့ရှိရင်လည်းဒီပြဿနာမျိုးတွေဖြစ်တဲ့ အဲ airway ဟုတ်ကဲ့ Honda ဆိုလို့ရှိရင်တော့အဲ့ဒီ solo night အဲဒီအုံပေါ့နော်အဲ့ဒီဟာကိုလည်းတစ်ချက်စစ်စစ်ကြည့်ကြပါလေခင်ဗျအဲ့ဒီမှာ G နေပိတ်နေဆိုလို့ရှိရင်တော့ဒီလိုပြဿနာမျိုးတွေဖြစ်စီနိုင်ပါလေခင်ဗျအဲ့ဒါလေးတော့စစ်စစ်ကြည့်ကြပါလေဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါဆိုတော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေကုန်ပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ live video ကိုတလောင်းနဲ့ပဲကျွန်တော်ဝင်ပြပါခင်ဗျဒီနေ့ live မှာတော့ကျွန်တော်ခေါင်းစဉ်ပေးထားတာကတော့ engine ကိုအဲကျွန်တော်တို့ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲဆိုတော့ခေါင်းစဉ်နဲ့ပေါ့နော်အဲကျွန်တော်ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံလေးတွေအဲ ဖတ်မှတ်ထားတဲ့ဒီစာပေဒီပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော် note ထုတ်ပြီးတော့မှမိတ်ဆွေတို့ကိုပြန်လည်ပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျအားပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ live မှာ comment မှတ်မိတဲ့တယောက်ချင်းကြိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းကြိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒီနေ့ live ကိုတော့ဒီလောက်နဲ့ပဲကျေးဇူးအားပေးပါခင်ဗျ